ရေရိုင်းမြေရိုင်းအပိုင်း28အခန်း45ပုံစံထိုင်အမိန်ပေးတန်သည်ထောင်နိုင်ရန်၄ဘက်၄တန်အတွင်းဝဲပြန်မြေဟီးနေသည်အရာရာတိုင်းသည်ထူးဆန်းလျက်ရှိသည်မြေမာသောဥဒရန်ကြီးများခိုင်ခန့်လေးလံလာသောတန်တကားကြီးများ ကြီးမားလာသည့်တောကလောက်ကြီးများဒုရယ်တုတ်ခိုင်လာသောသစ်သားတကားကြီးများမြည်သည့်နေရာသို့ကြည့်ကြည့်အယောင်အဆင်းဟူ၍ထူးထူးခြားခြားမရှိငွေချောက်ချောက်ညစ်ထေးထေးညိုမောင်းမောင်းအဆင်အသွေးတွေဖြင့်သာလွှမ်းမိုးလျက်ရှိသည်နံပါတ်တုံများတနံများကိုကင်ဆောင်ထားကြသူတွေကလည်းဝိုင်းဝိုင်းလည်နေသည် နေရာတကာတွင် အုတ်တိုင်းနှင့်တန်တကားနှင့်လက်နှင့်နှင့် မျက်စီလဲကျင်သားမရသေးသည်မို့ဤရှုခင်းသည်ရိုင်းဆိုင်ခက်ထန်နေသည်ဆက်စုံမုံဒီးเสียအကောင်းဆုံးလဲဖြစ်သည်ဤကရန်ကုန်အကျဉ်ထောင်ကြီးပေသည်ဝင်းကြီးကို စတိဝတ်ချုံမှနေ၍ရန်ကုန်အကျဉ်ထောင်ကြီးသို့ပို့လိုက်လေပြီအကျဉ်ထောင်ဟူသည်ကိုဟိုစဉ်ကကြားဘူးယုံမြကြားဘူးခဲ့သည်အကျိုးတော်စာအုပ်စာရမ်းများတွင်သာဖတ်ဖူးမှတ်ဖူးခဲ့သည် အကျဉ်ထောင်တို့မြည်သည်ရက်ဆက်ကြမ်းကြုတ်လာသည်ဟုလဲကြားဘူးထားသည်မိမိတသက်နှင့်တကိုဤကဲ့သို့မောင်းဒီဆက်စုပ်ဖွဲ့ကောင်းသောနေရာမျိုးသို့ရောက်လိမ့်မည်မဟုတ်ဟုမြည်သည့်အခါကားမြမစင်စားခဲ့ဘူးသောဝင်းကြည်သည်ယခုဆိုင်ဆိုင်မြိုင်မြိုင်ရောက်ရှိလာရပြီလဲဖြစ်ပေသည်အကျဉ်ထောင်ဤအဝင်အဝတကားကြီးသည်အလွန်တရာမြင့်မားသလောက်ဒုရေကြီးကား ခိုင်ခန့်လာသောတေတာတကားကြီးဖြစ်သည်ယင်းတကားကြီးအလဲဘ ਹੁ ကျဉ်းနာတွင်ကြားကောင်းတရံတေတာကို ထုလုတ်ထားသောအယုတ်တယုတ်ငေါထွက်နေသည်ဟာထားသောကြားပဇတ်၏အလဲဘ ਹੁ တွင်ခြေချင်းနှင့်တရံတူသည့်တန်ကွင်းကြီးတကွင်းကိုကန့်လန့်ဖြတ်ချိတ်ဆွဲထားသည်အဆိုပါတန်ကွင်းကြီးကိုတကြိုင်းကြိုင်းမြီအောင်လွှဲခေါက်လိုက်သောအခါဒကမကြီးအောက်ပိုင်းရှိ လူတယောက်ဝင်သားယုံတကားပေါက်ကလေးပွင့်လာသည်ယင်းလူဝင်တကားပေါက်ကလေးအတွင်းသို့ခေါင်းငုံ၍ဝင်လိုက်မိသောအခါအတန်ငယ်ကျယ်ဝန်းသည့်အခန်းရှည်လျားလျားတစ်ခုအတွင်းသို့ရောက်သွားသည်နဘေးတစ်ဖက်တစ်ချက်တွင်အုပ်နေရန်နှင့်ယုံကန်းများသဖွယ်အခန်းတွင်ရှိပြီးတစ်ဖက်သောအစွန်တွင်ကတန်တကားကြီးတစ်ခုရှိလေသည်တကားဆောင်ကတော့ကလောက်ကြီးကိုဖွင့်ကအဆိုပါတန်တကားကိုဖွင့်ပေးလိုက်မှ အတွင်းဘဲသို့တဆင့်ထပ်ဝင်ရသည်ထို့သို့ဝင်သွားသောအခါအခြားတစ်ဖက်တွင်တန်တကားတစ်ခုရှိနေပြန်သောမြေကွက်လက်သို့ရောက်သွားသည်ဤမြေကွက်လက်၏ဘေးတစ်ဖက်တစ်ချက်တွင် လူတယက်သာသာဩဒရိုင်းကြီးများရှိနေရာဩဒရိုင်းနှစ်ခုနှင့်တန်တကားနှစ်ခု၏အကြားသို့ အလိုလိုနေရင်ရောက်သွားရသည့်သဘောပင်ဖြစ်လေသည်ဝင်းကြည်သည်ဤမြေကွက်လက်အရောက်တွင် ပုံစံထိုင်းဟု အကျဉ်းသားအရာရှိကအမိန်ပေးလိုက်ခြင်း ဖြစ်နေသည်ဟဲ့ကောင်ပုံစံထိုင်းဆိုတာမကြဘူးလားတလားစီမလို့ကအဘယ်ကဲ့သို့သောဘာသာစကားမျိုးတွေဖြင့်ပြောဆိုနေသည်နည်းဆိုသည်ကိုစဉ်းစားနေလိုက်မိသည်ပုံစံထိုင်းတလားစီသူနားမလဲထို့ကြောင့်ဘာလို့ရမှန်းမသိပဲဦးကြောင်ကြောင်ဖြစ်နေစဉ်အကျဉ်းသားအရာရှိဤတမ္မာထွားကျင်းသောလက်ဖွားကြီးသည် ဝင်းကြည်နှထင်တို့အချိန်ပြင်းစွာ ကြာရောက်လာလေသည်အငိုက်ခံရခြင်းဖြစ်သည့်အတွက်ဝင်းကြည်မှာရှေ့တို့ဟတ်ထိုးလဲကြမတက်ရိုင်းထိုးသွားသည်ရှက်လဲရှက်ဒေါသလဲဖြစ်လာသည်သုံးမကြောင့်သူ့ကိုရိုက်တော့အကျဉ်းသားအရာရှိအားစူးစူးရဲရဲပြန်ကြည့်လိုက်မိသည်ပုံစံထိုင်းဆိုတာဒါမျိုးกว่าဒီလိုထိုင်းသူကဒေါသထွက်နေခိုက်မှာပင်အကျဉ်းသားအရာရှိကတရောင်နှစ်ဖက်ကိုဒူးပေါ်တင် လက်ဖဝါးနှစ်ဖက်ကိုနောက်စေနာတွင်လက်ရက်ထိုးကခေါင်းငုံထားပြီးစောင်းကြောင်ထိုင်ပြသည့်အတွက်ဝင်းကြီးကလည်းဤပုံစံအတိုင်းလိုက်ထိုင်ရသည်ပုံစံထိုင်ခြင်းအတက်ကိုသူတတ်သွားလိမ့်ပြီမင်းကငယ်လို့ငါတနာတယ်ကွာခုနကရိုက်မိတာတော့စိတ်မဆိုးနဲ့ဟေးမင်းကြီးဒီထောင်တဲကိုရောက်လာရင်ရောက်ရောက်ချင်းဥကျိုးအောင်ဆိုပြီးပုံစံပြရတာကွာ ဝင်းကြီးကဘာမှပြန်မပြောပဲပုံစံထိုင်းနေသည်စိတ်အပြောင်းမြန်သောအကျဉ်းသားကြီးကိုလည်းမကြည့်မြေကြီးကိုသာစိုက်ကြည့်နေမိသည်မင်းနဲ့မယ်ဝင်းကြီးအေးဟုတ်ပြီကိုလုံးအောင်ကိုသိသလားသိပါတယ်ဘာဖြစ်တယ်လဲကိုလုံးအောင်သူဒီမှာရောက်နေတယ်သူကလိုရမယ်ရမာထားလို့မင်းတက်တာတာပေါ့ကွာ နို့မရင်ရှည်သွားတချောင်းတော့အ ਨੇ ဆုံးကျွတ်တယ်ဟေဗျာကိုလုံးအောင်ဒီမှာဟုတ်လားဟုတ်တယ် तू အဖမ်းခံရတယ်ဟုတ်လားအိုးမင်းလူအပဲထောင်ထဲရောက်နေပါတယ်ဆို အဖမ်းခံရတဲ့လားကြားကြိုက်ပါတယ်ဆိုမှနာရာရှိလာလုံနေရသေးကဲလားငါနဲ့လိုက်ခဲ့ကိုလုံးအောင်စီမင်းကိုပို့ပေးမယ် ဝင်းကြည်သည် ထွေပြသောအတွေးများဖြင့်အကျဉ်းသားကြီးခေါ်ရာနောက်သို့ကောက်ကောက်ပါအောင်လိုက်ခဲ့လေသည်စောစောကမြင်နေရသော တန်တကားကို တကားဆောင်ကဖွင့်ပေးသဖြင့်ဝင်သွားရာ လူတရက်သာသာမြင်သည့်အုတ်တိုင်းနှစ်ခု၏အကြားမှမြင်းနီလန်းပေါ်သို့ရောက်သွားသည်မြင်းနီလန်းအတိုင်းလျှောက်လာကြရပြန်သည်လမ်းတွင်အဆိုးပါအကျဉ်းသားအရာရှိကထောင်အကြောင်းတတွတ်တွပြောလာသည်ထောင်ထဲကိုလူသိရောက်ရောက်ချင်း တို့လိုအကျဉ်းသားအရာရှိက လူသစ်တွေကိုဥကျိုးအောင်ပုံစံပြရတယ်ကွပုံစံပြတယ်ဆိုတာသိလားစောစောကမင်းဇက်ပိုးကို အုပ်လိုက်တာပေါ့ဒါအင်မတန်ဝိကျတန်းကြီးလောက်လှုပ်လိုက်တာ မင်းကအသက်လဲငယ်ပိန်ချီကြီးနဲ့မို့မရိုက်ချင်လို့ကို မနေရဘူးအเจ้าမဲအပြစ်ရှာပြီးရိုက်ရတာပဲတို့ကဒီလိုရိုက်တာကိုထောင်မှုတွေထောင်ပိုင်တွေကကြည်နေတာကွအရိုက်နေရင်တို့ကိုကျင်းသေးတယ် ငါလည်းအစားကတော့မိုက်မက်ကန်ကန်လှုပ်တာပဲကွာကိုလုံးအောင်နဲ့စကားလေးပါလေးပြောမိတော့မှကိုလုံးအောင်ကဒါဟာအကျဉ်းသားအချင်းချင်းသွေးခွဲအုပ်ချုပ်နှိပ်စက်ခိုင်းတဲ့နီးပဲကျွန်တော်တို့အကျဉ်းသားတွေဟာဘဝလူတွေပါဘာညာနဲ့ပြောလို့ငါဆော့လိုက်ရတာကွာလူအသက်ငယ်ငယ်ပိန်ပိန်ပါးပါးနဲ့အသားလက်လက်ကိုဝင်းကြီးဆိုတာရောက်လာရင်ညာညာတာတာကြည့်လို့ပါလို့လဲမှားထားတယ် ဒါကြောင့်မင်းကမရိုက်ချင်ပါဘူး။ဒါပေမဲ့ထောင်ပိုင်းကဘူးဘော်ကနေကြည်နေလို့ဟန်ပြစော်လိုက်ရတာ။စိတ်မရှိပါနဲ့ကွာ။ငါညီ။စိတ်မရှိပါဘူးဗျာ။အလစ်မိသွားလို့ရှေ့ကိုရိုင်းဆင်းသွားတာတခုပါပဲ။အဲ့ဒါပိုကောင်းတာပေါ့။ထောင်ပိုင်းကမြင်ရင်တော်တော်ပုံစံကျသွားပြီထင်မှာ။မကြမီတန်တကားတခုတို့ရောက်လာကြပြန်သည်။အုတ်တိုင်းတွေတန်တကားတွေက ကုံသည်ဆုံးသည်မရှိဩတတိုင်းဆုံးလင်တန်တကားတန်တကားလွန်လင်ဩတတိုင်းအဲ့ဒါငားဆောင်ပဲဒီမှာကိုလုံးအောင်ရှိတယ်လာငါလိုက်ပို့မယ်သူနဲ့ပဲနေပေါ့တန်တကားကိုဖွင့်ရအတွင်းဘက်သို့တပံဝင်ပြန်တော့အခါနှစ်ထပ်တိုက်ရှည်မျောမျောအဆောက်အဦးကြီးတစ်ခုကို တွေ့ရသည် လေးဘက်လေးတံမှဩတတိုင်းငယ်များဝန်းရံထားသည့်အဆိုးပါအဆောက်အဦးကြီး ဤအဝင်ဝတွင်တန်တကားကြီးကမာမာရက်နေပြန်သည် ထုံးစံအတိုင်းပင် ရင်တကားကိုဖွင့်ကာအဆောက်အဦးတွင်သို့ဝင်ရပြန်သည်အဆောက်အဦးသည် အလျားရှိသလောက်ဘေးတစ်ဖက်တစ်ချက်တွင် အခန်းငယ်ကလေးများစီရည်ကြီးတန်းနေသည်အခန်းငယ်တိုင်းတွင်တန်တကားကိုစီရှိကြသည် အလဲဘိုဟိုတွင် လူသွားလန်းရှိသည် သူတို့သည်တွေ့တွေ့ချင်းလေကားမှအပေါ်ထက်သို့တက်လာခဲ့သည် အတန်ကြာသွားမိလျင်တခုသောအခန်းအတွင်းသို့ဝင်လိုက်ကြသည်ဂရင်မော်တွင်ပက်လက်လန်နေသော ကိုလွန်းအောင်နှင့်တွေ့ရလေတော့သည်ကဲကိုလွန်းအောင်ဟောဒီမှာခမရရဲပေါ့လိုက်ပို့တော့အကျဉ်းသားကြီးကလှမ်းပြောလိုက်သည်နှင့်တပြိုင်နက်ကိုလွန်းအောင်သည်ငောက်ခနဲထားထိုင်လိုက်လေသည်ဟာကိုဝင်းကြီးကိုလွန်းအောင်သူတို့နေအောင်လဲဆွဲနှုတ်ဆက်ကြသည် ဝင်းကြည်သည်ကိုလွန်းအောင်ဤကရင်တွင်ထိုင်လိုက်သည်တော်တော်ပုံစံပြလိုက်သေးသလားဖို့တာဦးဖို့တာဦးအမည်ရှိအကျဉ်းသားကြီးကိုကိုလွန်းအောင်ကလှမ်းမေးလိုက်သည်ဖို့တာဦးသည်ပါဇက်ကြီးဖဲကသတိလောက်ပါပဲဗျဟုပြောလိုက်ပြီးနောက်ကဲနေရာထိုင်ခင်းကြည်သာလှုပ်ပေးလိုက်တော့ဒီအဆောင်မှာထားတယ်လို့ကျွန်တော်စရင်ပြလိုက်မယ်သွားမယ်ဗျာဟုဆိုကထွက်သွားလေသည် ကိုလုံးအောင်ကိုဘယ်တော့ကဖမ်းတာလဲသတင်းစာကို အာမခံတောင်းတယ်ဆိုဟုတ်တယ်ပရမတော့အာမခံ3တောင်းတောင်းတယ်ဗျအဲ့ဒီလိုတောင်းပြီးကျွန်တော်ကိုဖမ်းလိုက်တာပဲခမားနဲ့မရှိမနှောင်းဆိုပါတော့အခုတော့သတင်းစာကိုရပ်ထားလိုက်ရတာပေါ့ဒါဖြင့်ဒီရောက်တာကြာပြီပေါ့မကြလာသေးပါဘူးစေယုံကြီးအချုပ်မှာကြာနေတာကိုဝင်းကြီး သွေးဝမ်းမရက်သေးတာနဲ့ဖန့်ပြီးပြီးချင်းစေးယုံအချုံမှာထားသေးတယ်စေးယုံအချုံဟူသောစကားကိုကြားလိုက်ရသည်နှင့်တပြိုင်နက်ဖုံးမြင့်ကိုလက်ခနဲသတိရလာသည် ဖုံးမြင့်တယောက်အဘယ်သို့ ရှိရှာမည်နည်းအဲ့ဒီမှာဖုံးမြင်ဆိုတဲ့ရဲဘော်တယောက်နဲ့များမတွေ့ခဲ့ဘူးလားကိုလွန်းအောင်တွေ့တာပေါ့ခမရဲဘော်ပဲဟာအခုသူရောအဲ့ဒီမှာပဲလား ဆုံးရှာပြီးကိုဝင်းကြီးခမကိုလုံးအောင်ဘာပြောတယ်ကိုဖုံးမြင့်ဆုံးရှာပြီးကိုဝင်းကြီးခမစိတ်မကောင်းပါဆိုလို့ပြောငနဲ့ကျွန်တော်မပြောတာပါဆုံးပြီဟုတ်လားဘလို့ဖြစ်တာလဲဘလောက်ကြာပလဲကိုလုံးအောင်ဘလို့ဖြစ်သွားတာလဲဗျာကိုလုံးအောင်ကတက်ပြင်းတစ်ချက်ချရင်ဒီလိုဗျာသူ့ယောဂါကတော်တော်ဆိုးတာပဲဗျပရမအရင်ကံကငှက်ဖျား နောက်တကဂျွန်တက်ဖြစ်ပြီးအခုနောက်ဆုံးငှက်ဖျားပိုးကအုံနောက်ထဲရောက်ပြီးဆုံးပါရတာပဲအင်မတန်တော်တဲ့ရဲပေါ်ဗျာတိတ်နှမျောစရာကောင်းတာပဲဝင်းကြည်သည်ကြက်တေသေးနေသည်နှလုံးအခုံရခါသွေးလဲပတ်မှုလဲရက်နေသလားထင်ရလောက်အောင်ငြိမ့်နေသည်ဝင်းကြည်ဤမျက်လုံးအိမ်တွင် မျက်ရည်တွေပြည့်လာသည်မျက်စိကိုမှိတ်ထားလိုက်တော့အခါမျက်ရည်များသည်ပါးပြင်ပေါ်သို့စီးကျလာလေသည် ဖုံးမြင်တငယ်ချင်းတငယ်ချင်းမင်းသေးပြီပေါ့နော်မင်းသေးပြီမသေးခြင်းသေးဘူးအလုတ်တွေဆက်လှုပ်ခြင်းသေးတယ်ဆိုတော့ကောင်းအခုတော့မင်းသေးရပြီဝင်းကြီးရင်တွင်း၌မြည်ဟီးနေသောသကလုံးများပင်ဖြစ်လေသည် သူ့ရင်သည်ဤသကလုံးများဖြင့်တစ်ဆို့နေသည်အချစ်ဆုံးတငယ်ချင်းလည်းဖြစ်လေပင်ဖဲ့၍ကြီးပြင်းလာကြသူများလည်းဖြစ် အသက်ပေး၍လှုပ်ပေါ်ကင်ပဲလဲဖြစ်ခဲ့သောတငယ်ချင်းများအနှစ်မှအစင်ရဲဆုံးအပင်ပန်းဆုံးယုံကြည်ချက်၌အစွဲမြဲဆုံးဖုံးမြင့်ကြည်လျင်ကြပြားဆရာလုံးမြည်ဆိုကားကြပြားတွေကိုရေးလျင်ရေးမရေးလျင်နတ်ရှင်တော်နဲ့နဝရေတို့၏ယတုတွေကိုရွတ်ဆိုနေခဲ့သောဖုံးမြင့်လမ်းကူလက်တွင်ယခုကြာဆုံးရှာလေပြီကျွန်တော်ကိုယ်တိုင်ဂယုတစိုက်လောက်ပါသေးတယ်ဆရာဝန်တွေခေါ်ခိုင်း လိုတဲ့ဆေးတွေကိုရတဲ့နီးနဲ့အပြင်ကဝယ်ခိုင်းပြီးစူးစမ်းတာပဲဗျာဒါပေမဲ့သူယောဂါကကျွမ်းနေပြီတေကာနီးအထိခမရနာမည်ကိုတဒရတာပဲအင်မတန်စိတ်တက်ထက်သန်ပြီးဇွဲနှပဲကြီးတဲ့ရဲဘော်တယောက်မို့ကျွန်တော်တို့အားလုံးကတိတ်နှမျောကြတယ်တေကာနီးအထိစိတ်မလျှော်ဘူးသူ့အလောင်းကိုရင်ခွဲယုံကနေပြီးခမရတို့မိတ်ဆွေတွေကထုတ်ယူတင်းကြတယ်လို့ ကြားရတဲ့ကိုဝင်းကြီးသူဆုံးတာဘလောက်ကြာပလဲကိုလွန်းအောင်နေဦးဗျကျွန်တော်ဒီရောက်တာတလားဆိုတော့တလားနဲ့9ရက်ရှိပြီဆိုပါတော့သူဆုံးပြီ9ရက်လောက်အကြာမှာကျွန်တော်ကိုဒီကိုရွှေ့ပြစ်ကြတာပဲအေးဗျာစိတ်တိကြိုက်စရာတော့မှန်ပါတယ်ဒါပေမဲ့ဘဲနဲ့မှမတက်နိုင်ကြဘူးမဟုတ်လားဒီလိုနဲ့သေးရတဲ့ရဲဘော်တွေ မရေမတွက်နိုင်တော့ဘူးကိုဝင်းကြီးစိတ်တင်းပေါ့ဗျာကဲကိုဝင်းကြီးခဏနေဦးနော်ခမရအတွက်နေရာထိုင်ခင်းအစီအစဉ်သွားလို့အောင်မယ်ညောင်းလို့လဲကျင်လဲလဲကိုလုံးအောင်ဒီအပြင်သို့ထွက်သွားသည်အခန်းတွင်၌ဝင်းကြီးတယောက်တည်းကြံခဲ့သည်ကိုလုံးအောင်၏ကရင်တက်တွင် အသေးလိုငြိမ်သက်စွာ ထိုင်နေသည် ထို့သို့ထိုင်ရင်းဆိုးရွားရက်ဆက် လွန်လာသောဖုံးမြင့်ဤကံကြမ္မာကိုအခဲမကြီးစဉ်းစားနေမိသည်ငါမသိခြင်းသေးဘူးအလုတ်တွေ ဆက်လုတ်ခြင်းသေးတယ်တငယ်ချင်းရာအခုကဲမင်းကကရင်ကိုတိုက်ခဲ့ပြီးအစိုးရအုပ်ချုပ်ရေးရန်ရာကြီးကိုမင်းကာကွယ်ပေးခဲ့ပြီးမင်းမသလားမှန်သလားဆိုတာစမ်းစစ်ကြည့်ပေါ်မင်းဘာရသလဲဘာအကျိုးထူးသလဲ မင်းအကာအကွယ်ပေးခဲ့တဲ့အစိုးရကတနေ့မှ မင်းဘက်ကိုတနက်ပြောင်းပြန်မလဲရင်မင်းကံကောင်းတာပဲမင်းကတွေးဝေးတဲ့တငယ်ချင်းမင်းဟာလေတခါတလေပြတ်သားသလိုနဲ့အင်မတန်တွေးဝေးတယ်ဒနရှင်ပေါ့ဆာလူရန်းသားညင်ကိုမင်းအနိုင်မတိုက်နိုင်ဘူးဒါကြောင့်မင်းဒီလိုဖြစ်ခဲ့တာပေါ့အာနာတေသတင်းစာတိုက်အပေါ်တက်အနောက်ဘက်အခန်းကလေးအတွင်း၌ဖုံးမြင့်ပြောခဲ့သည့်စကားတွေက သူနာအတွင်းသို့ အစီအကြီးဝင်လာကြသည် အလုတ်တွေဆက်လုတ်ခြင်းသေးသည်မသေးခြင်းသေးဟုဆိုကအားတင်းခဲ့သောဖုံးမြင့်ကမိမိဤတွေးဝေးရင်းရိုင်မှုတွေကိုဒိုးဒိုးတောက်တောက်ထောက်ပြခဲ့သည်မိမိအကာအကွယ်ပေးခဲ့သောအစိုးရကမိမိဘက်သို့တနက်ပြောင်းလှည့်လိမ့်မည်ဟုကြိုတင်နမိတ်ဖတ်ခဲ့သည်ဖုံးမြင့်ဤစကားတွေမှာတွေးထွက်အောင်မှန်လာကြသည်ဝင်းကြည်သည် ပားပြင်ပေါ်၌စီးကျနေသောမျက်ရည်စားတွေကိုတုပ်ဖယ်လိုက်သည်တက်တူရွယ်တူလည်းဖြစ် အတန်းတူပညာတူလည်းဖြစ်သော ဖုံးမြင့်သည်ပြဿနာရက်တိုင်း၌မှန်ကန်စွာကောက်ချက်ချပြခဲ့သည် သူ့အတွေ့အကြုံတွေကသူ့ကိုသင်ကြားခဲ့ခြင်းပင် ဖြစ်ပါလိမ့်မည်ဤအတွေ့အကြုံများဖြင့်ဖုံးမြင့်ကမိမိအားပြန်လည်သင်ကြားခဲ့သည်တို့ရတွင်จิตသောတငယ်ချင်းဖုံးမြင့်က သူ့အသက်နဲ့လဲ၍တန်ဖိုးကြီးစွာပေးကာဤအတွေ့အကြုံများကိုရယူခဲ့သူသာသည်မင်းပြောတာတွေကိုငါတသက်မှာဘယ်တော့မှမမေ့ပါဘူးတငယ်ချင်းညာဝင်းကြီးကတော့ကလို့မြည်တမ်းမိပါသည်ယူသည် ဆိုခြင်းဆိုစေတော့သူ့နှုတ်ဖျားမှတီးတိုးအတန်ထွက်ကာမြည်တမ်းမိခြင်းဖြစ်သည် ဝင်းကြီးသည် မျက်ရည်တွေကိုတုပ်ပြပြန်ကာပြရင်ပေါနာသို့ထားလာခဲ့သည် အကျဉ်းထောင်၏အတွင်းဘက်ဝင်းကျင်ကိုလှမ်းကြည့်ရင်တပြင်းချသည်ရက်ဆက်ကြမ်းကြုတ်သော စနစ်ဆိုးကို ခုခံတိုက်ခိုက်ရင်ကြားဆုံးသွားရသည့်တငယ်ချင်းအတွက်သူ့ရင်တွင်၌စတဲ့ထန်းပိုးအခဲမကြီးဖြစ်လာသည်မိတော့မီလီယံပမာ ဟုံးဟုံးတောက်သောဒေါသကိုမွေးသည်အဟံအတအတစည်းဟုသည်များကိုရိုက်ချိုးဖြက်စီးပေါက်ခွင်းထွက်မြေတက်တီကို သူနှလုံးသား၌အပြည့်သိသည် ရော်ရွင်းဖောက်ပြန်သည့်စနစ်ဆိုးကိုအီအီညံ့ညံ့ကြေမွှသွားအောင်တိုက်ခတ်မိမုံတိုင်းကို သူ့ခန္ဓာအတွင်း၌နေရာပေးသည် လေကိုဆံမိရေကိုလည်းဆံမိဘေးဟုသမျှကိုတွေ့မိဒံယာဒံကျက်နှင့်ဒုက္ခခတ်သိမ်းဤဝဲဩက၌သူတို့ကိုယ်လုံးကို မြုံနံရပါတော့မည်တပေါင်းလအပြင်းမဆိုလျင်တစ်ပင်အလုံး၌ရွဟောင်းကျွေ၍ ရက်သက်တွေဝေရောက်မည်တိရွက်ရော်ကြီးတိန်တဏီတို့တိန်ကီတစ်ဖက်ဖက်၍စေးစုံခြေသောပုံတို့ငုံမြိုင်တွင်တောလုံးလင်းသာဟုရှင်အုဒ္ဓမကျော်ကစာပကြီးဖွဲ့ခဲ့သလိုအပြင်လောကတစ်ခုလုံးသည် ရင့်ရော်သောရွယ်ဟောင်းများရွှေရောင်တဝက်မြတ်တဝက်နှော်သောအယိုးအရွက်များဖြင့်တောအလုံးတောင်ခွင်ကိုစေးမင်ကြီးခြေတထားပေလိမ့်မည် အကျဉ်ထောင်အတွင်း၌ကနေပူချိန်ကသာ တောက်လောင်လျက်ရှိသည် တပေါင်းနေသည်အညာတာကဲမဲ့သောပူပြင်းလျက်ရှိသည် အုတ်တိုက်အဆအူကပူသည် အုတ်တိုင်းကြီးတွေကပူသည် အရိတ်အဝါတာဟုဆိုစရာတေကြီးဝါကြီးတပင်တလေးမြမရှိ အပြင်လေကအထဲသို့မဝင် အထဲကလေမာလဲအုတ်တိုင်းလေးဘက်လေးတန်အကြားတွင် အယူအနံ့ပမာ ကိုယ်ကပတ်ခါပြေးလွှားနေရသည်မို့ထာဝရင်ပူနွေးနေတတ်သည်ဤသို့လျင်ပူပြင်း၆တွေ့သောတပေါင်းလာသို့ရောက်ရပြီဆိုတော့လေဘဝတတန်တလျှောက်၌မေးနိုင်ွယ်မရှိသောအပြည့်အပြည့်တွေအစီအကြီးပြန်ပေါ်လာကြသည်လွန်ခဲ့သော၆နှစ်စီကတပေါင်းလာတွင်ဖက်စစ်စန့်ကျင်ရေးတော်လန်ရေးရေးတော်ပုံကြီးတရက်ကိုဆင်နွှဲခဲ့ကြသည်မြို့ဝကျွန်းပေါ်၏ အပြန်အပြောကျေလာစွာသော မြေချောင်းအင်းအိုင်များတွင် အနီထဲ၌ကျေပြူပွင့်ပါသည့်တော်လန်၏အလံတော်ကိုမြင့်မြင့်မာမာလွှင့်ထူခဲ့ကြသည်မုံမခအင်းရေပြင်မလတ်တူချောင်းပန်တဘုတ်ချောင်းလိုင်မြင့်အရာဝတီမြင့်နှင့်တိုးမြင့်ရိုးတလျှောက်ရှိရှိသမျှကျူတော်ကိုင်းတော်ဒိုက်တယောကြီးများတွင်ပျောက်ကြားတို့၏တော်လန်ရေးစစ်ခေါ်တန်ကြီးတွေဟိန်ထွက်ခဲ့သည် တော်လန်၏အမတ်အသားဖြစ်သော အနီကန်ကျဲပြူပွင့်အလံကိုနှွေလီနတလူလူလွင့်စေခဲ့ကြသည် ကျတိမွေညင်ထာကမန်းတက်ကြွသောစစ်ညာတန်ကြီးမိဟီးစေခဲ့ကြသည်သို့မို့ကြောင့်အဟောင်းမှအသက်သို့ကူးပြောင်းသောတပေါင်းလာသည် တော်လန်ရေး၏အမတ်အသားသွေးချွေး၏အမတ်အသားရဲရဲနေသောတတ္တိနှင့်ဇာတိမန်တို့၏အမတ်အသားပေတည် ကျွန်တော်ကအခမ်းအနားမှုအဖြစ်ဆောင်ရွက်ပြီးကိုလုံးအောင်ကတဘာပတိအဖြစ်ဆောင်ရွက်တဲ့ဒီအစည်းအဝေးကို အခုစတင်ပါပြီပထမအစည်းအဝေးကတော့ကြာဆုံးလေပြီးတော့ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်များကိုအလေးပြုဖို့နောက်ဖက်စစ်ဒေါ်လန်ရေးကြီးမှကြာဆုံးသွားကြရတဲ့ရဲဘော်တွေကိုအလေးပြုဖို့ဖြစ်ပါတယ်အခမ်းအနားမှုဖြစ်သောဝင်းကြီးကထိုးထိုးကြင်ညာလိုက်ရာအကျဉ်းသားများကမတ်တက်ရကြသည် ဝင်းကြီးကတိုင်ပေးသည့်အတိုင်း ခေါင်းဆောင်ကြီးများနှင့်ကြာဆုံးသောရဲဘော်များကိုအလေးပြုကြသည်ထို့နောက်တဘာပရိဖြစ်သူ ကိုလွန်းအောင်ကမိန်ကုန်းပြောကြားလေသည်အမှန်ကတော့ဒီအစီအဝေးကို တထောင်လုံးစုပြီးကျင်းပဖို့ပါပဲထောင်အာဏာပိုင်တွေကခွင့်မပြုတဲ့အတွက် အဆောင်လိုက်ပဲကျင်းပရခြင်းဖြစ်ပါတယ်ဒီအစီအဝေးကျင်းပရတာကတော့အများတိကျပြီးဖြစ်တဲ့အတိုင်းလုံခဲ့တဲ့6နှစ်ကမြန်မာပြည်သူတွေဆင်နွှဲခဲ့တဲ့ အက်စစ်ဒေါ်လာရေးတော်ပုံကြီးကိုအမှတ်တရပြုဖို့ပါပဲကျွန်တော်တို့မြန်မာပြည်သူ လူထုကြီးတရားလုံးဟာတမိုင်းသစ်တရားကိုအဲ့ဒီအချိန်ကစတင်ခဲ့ကြပါတယ်။ရာဇဝင်ကိုပြည်သူလူထုကရေးတယ်လို့အဆိုရှိပါတယ်။ဖက်စစ်ဒေါ်လာရေးကြီးဟာကျွန်တော်တို့ပြည်သူလူထုကရေးခဲ့တဲ့ရာဇဝင်ပါပဲ။အဲ့ဒီလိုကိုတမိုင်းကိုရာဇဝင်ကိုကိုတိုင်းကိုကြရေးခဲ့ပြီးတာအခု 6နှစ်ရှိလာပါပြီ။ဖက်စစ်တွေကိုတိုက်ရင်ခိုက်ရင်တော်တဲ့တောင်တဲ့စစ်တလင်းတဲမဲ့ကြဆုံခဲ့ကြရတဲ့ရဲဘော်တွေ ဟာလည်းအယိုးဆွေးကြရပါပြီ။ဖက်စစ်စနစ်ဆိုးကိုဗမာမည်ဘော်ကအမြင့်ပါမကျန်တူးဘော်ပြစ်မယ်ဆိုတဲ့ရည်ရွယ်ချက်ကြီးဟာခနစ်အကောင့်ထဲပေါ်ပါသလား။ဒါကိုစမ်းစစ်ဖို့လိုပါလိမ့်မယ်။ အမှန်ကတော့ကျွန်တော်တို့ရဲ့မူလရည်ရွယ်ချက်အကောင့်ထဲမပေါ်သေးပါဘူးဂျပန်ဖက်စစ်စနစ်ကိုပြည်ထောင်စုမြန်မာနိုင်ငံရဲ့မြေကြီးပေါ်ကမောင်းထုတ်ဖယ်ရှားနိုင်ခဲ့ပေမဲ့အဲ့ဒီနေရာမှာဗမာဖက်စစ်စနစ်ဆိုးကအစားဝင်နေပါတယ်ဗိုလ်ချုပ်ဆန်းနဲ့အမျိုးသားခေါင်းဆောင်ကြီးတွေတော်လန်ရေးအဆက်ဆက်မှာကြာဆုံးခဲ့တဲ့ရဲဘော်တွေရဲ့အသက်သွေးချွေးနဲ့ကျွန်တော်တို့ပြည်သူလူထုတရက်လုံးရဲ့အသက်သွေးချွေးတွေနဲ့တီးဆောက်ခဲ့တဲ့ လွတ်လပ်ရေးဘုံပိတ်မှန်ကြီးပေါ်မှာအမျိုးသားသစ္စာပေါက်တွေကခေါင်းပေါင်းစတလူလူထောင်ပြီးလွတ်လပ်ရေးစည်းစိမ်တွေရင်မှုခွင့်ရနိုင်ကြတာပဲရှိပါတယ်ဒီလက်တဆုပ်စာလူတိုက်ကလွတ်လပ်ရေးအရသာကို အမြင်သာစံစားခံစားနေကြတဲ့အခိုက်မှာတန်ပေါင်းများစွာသော တောင်းသူလေသမားတွေအလုသမားတွေဟာခယုစံကျွဘဝဖွင့်မင်းရဲ့ဘိုးအေလိုဘဝမှာ စင်ရဲတွင်နဲ့တဲ့နဲ့ပြီးအဖိနဲ့အငင်းစဲခံနေကြရစေဖြစ်ပါတယ်။ခေါင်းဆောင်ကြီးဘိုးကျောင်းဆန်ချမှတ်သွားတဲ့တော်လန်ကြီးရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့အချုပ်အချာအာဏာနဲ့လုံးဝလွတ်လပ်ရေးဆိုတာဟာအဲ့ဒီခေါင်းပေါင်းစတလူလူ လူဒန်းစလက်ထဲမှာရုပ်ပြက်ဆင်းပြက်ဖြစ်နေရပါတယ်။ဒါကိုမကျေနပ်လို့ထောက်ပြတဲ့လူတွေကိုဖိနှိပ်တယ်ဒီမိုကရေစီပေးပါစာဝတ်နေရေးဖူလုံအောင်လုပ်ပေးပါလို့ တဖွားဝါတောင်းဆိုနေတဲ့ပြည်သူလူထုကိုပြပြနေအောင်နှိမ်နှင်းထားတယ်။ဒါဟာကျွန်တော်တို့ရင်ဆိုင်နေရတဲ့ခဏအခြေအနေပါပဲ။ထိုအခါအဆောင်တကားဝစီတို့ ထောင်ပန်ကြီးနှင့်တကားထောင်မှုများလက်နယ်ကင်ဝါရာများစုဝေးရောက်ရှိလာကြသည်တစုံတစ်ခုလောက်တော့မည်ဟုနားလည်လိုက်ကြသည်သို့တော်အကျဉ်းသားများကနေရာမှမထကိုလုံးအောင်ကလည်းဆက်ပြောပြန်သည် နိုင်ငံတကာအခြေအနေကိုပြန်လည်သုံးသပ်ဖို့လိုပါသေးတယ်။နိုင်ငံပေါင်းများစွာဟာကနေ့အထိကိုလိုနီနယ်ချဲ့အောက်ကလွတ်မြောက်အောင် ရုန်းကန်တိုက်ခိုက်နေကြရပါသေးတယ်။သူတို့ဟာဖက်စစ်စနစ်ကိုစွန်းစွန်းတမန်တိုက်ခိုက်ခဲ့ကြပြီးအခုဖက်စစ်ဝါဒီတွေနေရာမှာအစားဝင်လာတဲ့နယ်ချဲ့ဝါဒီတွေကို တိုက်နေကြရတယ်။ဥပမာကျွန်တော်တို့ရဲ့အိန်းနီးချင်းဖြစ်တဲ့အင်ဒိုချိုင်းနာကိုလိုအောင်ဤစကားမဆုံးမီ ထောင်အမှုရန်တွေကအစီအဝေးကိုဝိုင်းလိုက်ကြသည်ကျွန်တော်တို့ဟာဒီမိုကရေစီစီဝိုင်းထဲမှာအေးအေးချမ်းချမ်းစီဝေးနေတာ ဖြစ်ပါတယ်ဒီလိုအေးအေးချမ်းချမ်းစီဝေးတာကိုအကျန်းဖက်နှိမ်နှင်းမယ်ဆိုရင်တော့ရာဇဝင်ရိုင်းပါလိမ့်မယ်ကိုလုံးအောင်ကထောင်ပိုင်ကြီးစီတို့လှမ်းអော်လိုက်သည်ဖိနှိပ်ချုပ်ချယ်မှု အလိုမရှိဖက်စစ်စနစ်အလိုမရှိ ပုံစံထောင်အလိုမရှိ စံပြထောင် အလိုမရှိတွေးကြော်တန်တွေအလိုလိုပေါ်ထွက်လာသည်လျှက်တပြက်အတွင်းအကျဉ်းသားတွေကိုလက်နဲ့ကင်ဝါတာတွေကရိုက်နဲ့လူစုခွဲလိုက်သည်ကိုလုံးအောင်နဲ့ဝင်းကြီးကိုလည်းတရွတ်ဆွဲ၍ခေါ်သွားကြသည်အဆောင်တစ်ခုလုံးတွေးကြော်တန်များတစ်ခွက်ခွက်ရိုက်တန်များအမိန်ပေးတန်များပေါ်ထွက်လာသည် ထောင်ဘူးဝစီမှအေးပေါ်ထောင်ချင်းနေဖြစ်နေပြီဟုသတိပေးသောတန်ချောင်းမွေတန်တွေလည်း စုညံစွာပေါ်ထွက်လာသည်ဘူအလုံးတွင်ပရင်ကံပြောင်းဝါများပြူထွက်လာကြသည်ဒယရသူတွေရကြသည်ပုံးပဲ့သူတွေလည်းပုံးပဲ့ကြသည်ကိုလုံးအောင်နှင့်ဝင်းကြည်ကို တိုက်ပိတ်ထားလိုက်လေပြီအဆောင်အလုံးတွင်တန်းပိတ်ရန်ထောင်ပိုင်ကြီးက အမိန်ထုတ်ဆင့်လိုက်သည် အမိန်ထုတ်ဆင့်လိုက်သည် ထောင်ပြင်တမ်းမရှိဟူသော ဆိုရိုးစကားတရရှိလေသည် န်ကုန်ထောင်ကြီးအတွင်း၌ကထောင်ပြင်တန်းသာမက တိုက်ပါရှိနေပေပြီပုံမှန်ငါအကျဉ်းသားလွန်းအောင်နဲ့ဝင်းကြီးကို နောက်ထပ်အမိန်တစုံတရာမရမချင်းတိုက်ပိတ်စေကော်ကျွေးစေထောင်ပိုင်ဝင်ဤအမိန်သည်ခက်တံစူးရှလာသည်လက်စားချေလိုသောအညိုးကလည်းအဆိုင်ခဲကြီးမားလာသည်တိုက်ပိတ်ထားယုံမြမကကော်ကျွေးရမည်ဟုဆိုပြန်သည် ထောင်အာဏာပိုင်များကယင်းအမိန်ကို ချက်ချင်းလည်းငင်းအကောင်အထည်ဖော်ကကိုလွန်အောင်နဲ့ဝင်းကြည်တို့ကိုတိုက်ပိတ်ထားလိုက်လေတော့သည်တိုက်ပိတ်တယ်ဆိုတာအကျဉ်းထောင်ထဲမှာအပြစ်ကျူးလွန်တဲ့အကျဉ်းသားကိုအပြစ်ထပ်ပေးတာသိလားဝင်းကြည်ကသူ့အားတိုက်ခန်းခြင်းကလေးအတွင်းသို့တွင်ရင်တိုက်ပိတ်ရသည့်အကြောင်းရှင်းပြနေတော့ကလာကပြားထောင်မှုကိုတင်းမာတော့အကြည့်ဖြင့်ကြည်နေလိုက်သည် ကျုပ်မှာဘာအပြစ်ရှိလို့လဲခမရအပြစ်ကို ခမရမသိဘူးဟုတ်လားမတရားအစီအဝေးလို့ထောင်သားတွေကိုစူပူအောင်လို့တွေးထိုးပေးဒါအပြစ်မဟုတ်ဘူးလားဒီမှာခမရဖက်စစ်ဒေါ်လန်ရေးဆိုတာကိုကြားဘူးရဲ့လားယင်ကျုပ်တို့တတိုင်းတပြည်လုံးကဖက်စစ်ဂျပန်တွေကိုလက်နဲ့ကင် တိုက်ခဲ့တဲ့တိုက်ပွဲကြီးကိုခမရသိခဲ့လားစူးစမ်းပါဦး ဘာဖြစ်တယ်လဲအဲ့ဒီဖက်စစ်တော်လန်ရေးကြီး အထိန်အမှတ်အစီအဝေးလောက်တာဟာအပြစ်လားယင်ထောင်ထဲမှာကျုပ်တို့မသိပဲဘာမှလောက်ခွင့်မရှိဘူးလောက်ရင်ဘာလောက်လို့အပြစ်ပဲဒါပဲကျုံနားလေတယ်ဘာမှစကားရှိမနေနဲ့ရှိမယ်ရှိကိုရှိရမယ်ဖက်စစ်တော်လန်ရေးအကြောင်းကိုဘာတစ်ခုမှနားမလဲတဲ့ခမည်းတော်လိုတပားကျုံတက်တက်တွေနားလည်အောင်ကိုပြောရမယ် ိုက်ချင်ရိုက်တက်ချင်တက်ခမရတို့ရဲ့မတရားစနစ်စိုးကို တိုက်ရင်အသေးခံသွားမယ်ကြလားမင်းတော်တော်ကောင်းပါတဲ့ကောင်ကဲကွာမအောင်ထောင်မှုကပြောပြောဆိုဆိုစစ်ဖက်နဲ့ဖြင့်ပိတ်ကန်လိုက်ရဝင်းကြီးဤရင်ရင်ညွန့်ကိုဘုံကနေထိသွားသည် ထို့နောက်တိုက်အတွင်းသို့တွန်းထိုးသွင်းလိုက်ပြီးနောက်တိုက်တကားကိုအရှိန်ပြင်းစွာပိတ်လိုက်သည် အရှိုက်ကိုရုပ်ရည်အကန့်ခံလိုက်ရသဖြင့်အသက်အောက်နေရခိုက်တွန်းလိုက်သောအချိန်ကြောင့်အုတ်နံရံနှင့်ခေါင်းနှင့်ပြင်းထန်စွာစောင့်မိသည့်အတွက်ဝင်းကြည်သည်တိုက်ကန်တမန်တလင်းပေါ်သို့ပျော့ခွေကြကသတိလက်သွားလေတော့သည်ဘာကိုမျှမမြင်ဘာကိုမျှလည်းမကြားတော့သူ့ခန္ဓာကိုယ်မှနာကျင်သောဝေဒနာများစိတ်စေတသိက်အတွင်း၌တောမီးသဖွယ်တဟုံဝုံတောက်လောင်နေသောဒေါသအမြင်များကိုပင်လျင်သတိမရား ိုက်ခန်းငယ်ကလေးအတွင်း၌တိတ်ဆိတ်နေသည် အနီးအပားတွင်လည်းမြည်သူများမရှိပိန်လီဖြောက်တော့ကခေါင်းစုပ်ဖွာဖြစ်နေသောဝင်းကြီးတယောက်သာလျှင်ဤတိုက်ခန်းငယ်အတွင်းနာနေသောကြားတရဝပမာခွေကြမေမျောနေလေသည်